ဟုတ်ကဲ့မင်္ဂလာပါဘူဘူဖြစ်ပါတယ်ဘူဘူထိမှသာစကားနည်းကျဆူပါရင်တော့ဒီဒီမှာကျွန်တော်အချိန်ခံစကားလေးတွေကိုကျွန်တော်လာပြီးတော့ share ပေးမှာဖြစ်ပါရင်တော့ okay ကျွန်တော်တခါတည်းအကုန်လုံးရေးပေးပြီးသွားပြီအာဘာလဲဆိုတော့ထိုင်းစာရဲ့ပြီးတော့ထိုင်းရဲ့အတန်ထွက်ကိုအင်္ဂလိပ်စာရဲ့ပြီးတော့မြန်မာစာရဲ့မြန်မာအဓိပ္ပာယ်ရဲ့တခါတည်းရေးပေးထားပါတယ်ပုံမှာပေါ့နော်တခါတည်းရေးပေးထားမှာဖြစ်ပါတယ် okay စာမယ်အာအပေါ်ဆုံးမှာပေါ့နော်အပေါ်ဆုံးကနေစာမယ် งาน งานဆိုတာတော့လူတိုင်းသိမှာပါเนาะงานဆိုတာအလုပ်ကိုခေါ်တာဖြစ်ပါတယ်အာโอเคဒါလေးတွေအခြေခံလေးတွေဆိုတော့လေစာနဲ့လွယ်လွယ်လေးကျွန်တော်ပြောပြထားတာဖြစ်ပါတယ်အာဒါကြတော့ company ပေါ့เนาะ company ကိုကြတော့ borisat borisat လို့ခေါ်ပါတယ်เนาะ company ကိုကြတော့โอเคယုံယုံခန်းကိုကြတော့စံနှံငန်း ำนักงานสระยงขคังขอรับผิปล่อยเนาะยงคังกูสำนักงานสุบิโรขอเลยอ่ะพี่รอนอตกูว่าออฟฟิศสุบิโรเลยขอรับขอวาเลเนาะออฟฟิศสระอังกฤษลูกเนาะออฟฟิศสุบิโรเลยขอรู้ยาว่าเลยยงขคังปะเนาะอ่าถ้าจะรับาลเลยสุโรวินันวินันนี่ปะเนาะวินันนี่กูพนักงานพนักงานสระวินันนี่ขอรับผิปล่อยเลยพนักงานสระวินันคนงานสระลูกดูมา တော့မတူဘူးเนาะဖနှန်းငန်းဆိုတာဝန်ထမ်းတွေကိုခေါ်တာဖြစ်ပါတယ်ခွန်ငန်းဆိုတာအလုပ်သမားเนาะ okay အာနောက်တစ်ခုကပါလဲဆိုတော့တထေးပေါ့เนาะအလုပ်ရှင်တထေးသုံးမဟုတ်အလုပ်ရှင်ပေါ့เนาะအဲ့ဒါကြတော့တောင်းနိုင်မြန်မာစာနဲ့မြန်မာစာနဲ့ကကြတော့ကျွန်တော်တက်နိုင်ဆုံးစူးစမ်းပြီးတော့ရေးပြထားရင်เนาะတထေးကိုအလုပ်ရှင်ကိုကြတော့ကျောင်းနိုင်ကျောင်းနိုင်ဆိုတာအလုပ်ရှင်ကိုခေါ်တာဖြစ်ပါတယ်เนาะ okay ารอล่าพอกัเพื่อปนเนาะเล่าพอกัเพื่อกูกลุ่มเพื่อเลสุรเพื่อนร่วมงาน เพื่อนร่วมงานสุราเล่าชิมเอ้เล่าพอกัเพื่อดูขอรับพีไปเนี่ยเพื่อนร่วมงานสุราเล่าพอกัเพื่อดูยอดรับพีไป๋าเนาะโอเค อ่าเราขอพาเลสุรซีวีปนเนาะซีวี ซีวีสุระพาเลสุรประชุมประชุมสุระซีวีปนเนาะแต่เกลือซีวีชีเดสซลูชัี มีสวัสดีมีประชุมสุลุชินซีเวชีเดสุดะอดีเบปอนน์อ่ะไม่ชิวสุลุชินไม่มีประชุมซีเวมชิวรวยเลยเนาะโอเคนัดคู่ตัวไหมถ้าจารบาลเลยสุรซีแมงเกมบอนน์ซีแมงเกมซีแมงเกมกูทั้งอยู่ในจารอโครงการโครงการสุราะซีแมงเกมกูเปล่าพี่ป่าเลยโครงการ ครงการสวดสิมังกีมอนเนาะอ่าตัวบ่มาลุทีมาเลยเนาะ โครงการสวดสิมังกีฮูเปียวราဖြစ်ပါတယ်โอเคนัာက်တว်ခုอ่ะဒါကြတော့มาปေါเนาะอีเมลอีเมลဒီมาเลยอีเมลပဲเนาะอีเมลပေါ့เนาะဒီมาจารေอ่าတူတူပဲอีเมลโอเคนัာက်တว်ခုอ่าကြတော့ဘာလဲဆိုဖုန်ฟงจารးဖုန်းကโทรศัพท์ โทรศัพท์ဆိုฟงာ့ဖုเนาะจะွန်တော်กเု့ฟงจาร်มือถือ မတူးနော်မือถือဆိုတာလက်ကင်ဖုန်းโทรศัพท์ဆိုတော့ဖုန်းတွေအကုန်လုံးကိုโทรศัพท์ဆိုပြီးခေါ်တယ် sorry ပါဖုန်းတွေအကုန်လုံးကိုကြတော့โทรศัพท์ဆိုပြီးခေါ်တယ်လက်ကင်ဖုန်းကိုကြတော့မือถือမือถือဆိုတာလက်ကင်ဖုန်းခေါ်တာဖြစ်ပါရင်နော်โอเคနောက်တစ်ခုကဘာလဲဆိုတော့အတုံးများသောစကစုများအတုံးများတဲ့စကစုတွေလာမှာဖြစ်ပါတယ်โอเคပထမအဦးဆုံးကြတော့ဒီမှာပေါ့နော်လူတိုင်းသွေခါအာသွေဒီ ဆိုဝဒီဆိုတာမင်္ဂလာပါပေါ့နော်ဆိုဝဒီခပ်ဆိုလို့ရှိရင်မင်္ဂလာပါခင်ဗျာပေါ့နော်မင်္ဂလေးကြီးကြတော့ခါပေါ့နော်ဆိုဝဒီခါဆိုလို့ရှိရင်မင်္ဂလာပါရှင်ဆိုပြီးတော့အဓိပ္ပာယ်ရှိပါနော်အဲ့ဒါကြတော့ပြီးမှာပေါ့နော်โอเคမင်္ဂလာပါဆိုတာကြတော့လူတိုင်းတည်တယ်ခေါပွန်းခေါကွန်းဆိုတာကျေးဇူးတင်ပါတယ်ခေါကွန်းခပ်ဆိုကျေးဇူးတင်ပါတယ်ခင်ဗျာပေါ့နော်မင်္ဂလေးကြီးကြတော့ခါဆိုပြီးတော့ထည့်တော့ပေါ့နော်ယောက်ျားလေးကြီးကြတော့ခါခေါကွန်းဆိုတာကျေးဇူးတင်တယ် ขอบคุณครับจิจุติมาเรคเมียขอบคุณค่ะจิจุติมาเรชินปอเนาะอืมขอบใจสวาเลจิจุเบนะดาตูรูเบเนาะขอบใจสวาเลตองรู้ยาเดขอบคุณสวาเนขอบใจสวาอะดิเบะตะยองหมอตะคูเดบาเนาะจิจุติเนตะเผ็ดลูกกูจิจุติเนจองเปียวดาขอบคุณเนขอบใจอะดูรูเบเนาะโอเคนาวตะคูบาเลสรอนาเล နားလဲပါပြီနားလဲပြီပေါ့เนาะပြောရမယ်ဆိုရင်နားလဲပါပြီသုံးမဟုတ်နားလဲပြီအဲ့ဒါကိုကြတော့ခောက်ကြိုင်ခောက်ကြိုင်ခောက်ကြိုင်แล้วခောက်ကြိုင်ခောက်ကြိုင်မှုเนาะခောက်ကြိုင်แล้วခောက်ကြိုင်ဆိုတာနားလဲပြီခောက်ကြိုင်แล้วဆိုတာနားလဲပါပြီဆိုတဲ့ဒီပဲဖြစ်ပါတယ်ခောက်ကြိုင်ဆိုတာကြီးစုပေါ့เนาะမတူခောက်ကြိုင်แล้วခောက်ကြိုင်แล้วဆိုတာနားလဲပါပြီဆိုတဲ့ဒီပဲဖြစ်ပါတယ်ဒီမှာတစ်ခါလေးကြည့်ပြထားရင်เนาะ โอเคနောက်တစ်ခုကပါလဲမသိဘူးကွာမသိဘူးဆိုပြီးတော့ပြောမယ်မိလို့မိလို့ဆိုတော့မသိဘူးကျွန်တော်မသိဘူးဆိုရင်ဘယ်လိုပြောမလဲကျွန်တော်ဆိုတာကကြတော့ဖုံဖုံကျွန်တော်ပေါ့နော်ဖုံမိလို့ကျွန်တော်မသိဘူးတကယ်လို့တကယ်လို့တမီးမသိဘူးဆိုလို့ရှိရင် no no ဆိုတာတမီးပေါ့နော် no မိလို့တမီးမသိဘူးကြုံမသိဘူးဆိုတာကြတော့ chan 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 မိလို့ကြုံမသိဘူးယောက်ျားလေးတုံးရင်တော့ကြုံမသိဘူးပေါ့နော် มิงลี่ต้องไปสูรุษีจะมาไม่ดีอุปถัมภ์เนาะฉันไม่รู้สุราเอาจากตรงนี้จะอุปถัมภ์ไหมมิงลี่ตรงนี้จะมาอุปถัมภไหม ฉันไม่รู้สุราเนาะไม่รู้สุราเราไปสูรุษีไม่ดีอุโอเคเราคู่ตัวไหมเราคู่กูออนไลน์ป่ะเนาะเต้ามามาเลยเต้ามามาเลยสุราขอโทษ ဘောနော်ခေါ်ထောဆိုတာတောင်းမန်တာဖြစ်ပါတယ်ဖုံခေါ်ထောဆိုလို့ရှိရင်ကျွန်တော်တောင်းမန်တယ်ဗောနော်ရှန်ခေါ်ထောဆိုကျုပ်တောင်းမန်တယ်ကျမတောင်းမန်တယ်နိုခေါ်ထောဆိုလို့ရှိရင်တမီတောင်းမန်တယ်ဒီလောက်ပဲတုံးတက်မှုပဲလို့ရနော်အာโอเคဒါဗာလဲဆိုတော့အကူကြီးလို့တယ်ကူကြီးလို့တယ်ဆိုတာကိုကြတော့တောင်းကန်လိုအပ်တာความช่วยเหลืออากูญูပြောတာต้องการဆိုတာလိုအပ်တာความช่วยเหลือความช่วยเหลือဆိုอากูญูပြောတာတခုပေါင်းလိုက်တော့ ้องการความช่วยเหลือ ต้องการความช่วยเหลือ สุรากุญีลุอัดเดสุเรตบอปอเนาะเอาจนเราสุรุแล้วแทลุยาเดจนเราสุรุชิผมปอเนาะฉันสุรุจมะตมโหจุปอเนาะฉันต้องการความช่วยเหลือสุรุชิจุกุญีลุอัดเดตมโหจมะกุญีลุอัดเดหนูสุตมีปอเนาะตมีกุญีลุอัดเดอ่ะอะไรอยู่ชื่อเดกว่าชื่อสุมาแทบอยู่ตรงอ่ะมั้ย ်ညင်ကြီးဖြစ်သွားအောင်နောက်မှခါဆိုပြီးတော့ထည့်လို့ရှိရင်တော့ပို့ပြီးတော့ကောင်းတော့ပေါ့နော်ผมต้องการความช่วยเหลือครับဆိုလို့ရှိရင်ကျွန်တော်ကူညီလိုအပ်ပါတယ်ခင်ဗျာဆိုပြီးတော့ဖြစ်သွားမယ်လွယ်လွယ်လေးရေနော်အာနောက်တစ်ခုသွားမယ်ဒါကြဒါဘလောက်လဲဒါကဘလောက်လဲဒါကဘလောက်လဲဆိုတော့မေးမကွာနီးဆိုတာဒီဥစ္စာဒီယာဒီဟာပေါ့နော်ထောက်ရိုင်းနီးထောက်ရိုင်းဆိုလို့ရှိရင်ဒါဘလောက်လဲ ဥစ္စာတရားဘလောက်လဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါရင်နော်โอเคနောက်တစ်ခုသွားမယ်ဒီနေ့ဘယ်လိုနေလဲဝနေ့ပင်ယငိုင်ဗန်းဝနေ့ဆိုတာဒီနေ့ကိုပြောတာပင်ယငိုင်ဗန်းဆိုတာအချိန်နေပေါ့နော်ဘယ်လိုရှိလဲဘာညာပေါ့နော်ဝနေ့ပင်ယငိုင်ဗန်းဆိုတော့ဒီနေ့ဘယ်လိုရှိလဲအချိန်နေဘယ်လိုလဲပေါ့နော်အာဒီနေ့ဘယ်လိုနေလဲဆိုပြီးတော့အဓိပ္ပာယ်ဖြစ်သွားမယ်โอเคနောက်တစ်ခုသွားမယ်ဒါလွယ်လွယ်လေးနော်ဒါအချိန်ခံလေးဒါလေးတွေသုံးလို့ရတယ်โอเคဒါ ဘာတွေလုံနေလဲဆိုလိုတာဘာတွေလုံနေလဲကွာအဲ့လိုမျိုးမေးမယ်ဆိုလို့ရှိရင် time align you time align you ဘာလုံနေလဲဘာတွေလုံနေလဲဆိုတဲ့အတိတ်ပဲရှိပါတယ်နော်သူအတိတ်ပဲအဲ့လိုဖြစ်ပါတယ် okay အလုံးရှုပ်အလုံးများလားတုံမအလုံးရှုပ်လားပေါ့နော်ငန်ညုံမိုင်းငန်ညုံမိုင်းပေါ့နော်ငန်ညုံမိုင်းဆိုတာအလုံးရှုပ်နေလားအလုံးများနေလားဆိုတဲ့အတိတ်ပဲဖြစ်ပါတယ် okay နောက်တစ်ခုသွားမယ် เราพีบีลาสุปรมีไหมงานเสร็จหรือยังงานเสร็จหรือยังงานเสร็จหรือยังเนาะเราพีบีลาบอกเนาะพีบีสวยเสร็จแล้วเนาะเสร็จแล้วสุดพีดัวบีไม่บีได้ผู้สวยยังไม่เสร็จเราไปโอเคหมายทันเวลาไอเชมียาวลาบ้าบอกเนาะไอเชมียาวลาไอเชมียาวลาใครนะบอเนาะหมายทันเวลา မာဟိတ်ထန်ဝီလာဆိုလို့ရှိရင်အချိန်မီရောက်လာပါဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်မာဟိတ်ထန်ဝီလာဆိုတာနော်โอเคမာဆိုင်แล้วမာဆိုင်แล้วဆိုတာနှောက်ကြသွားပြီမာဆိုင်แล้วဆိုတာနှောက်ကြသွားပြီဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါရင်နော်အာမာဆိုင်လဲဆိုတော့နောက်ကြသွားပြီအာဒါကဘာလဲဆိုတော့ခွီယူချင်တယ်ခွီယူချင်တယ် ยาลาพักยาสัวลวดตอบเปาะเนาะลาพักสัวနာချင်းတော့ပြောတာပေါ့နော်ခွင်းယူပြီးတော့နာချင်းတယ်ဆိုရဲအတိပဲရှိပါတယ်ခွင်းယူပြီးတော့နာချင်းတယ်ပေါ့နော်ယာလာဖတ်ယာလာဖတ်ဆိုတာခွင်းယူပြီးတော့နာချင်းတယ်ပေါ့နော်သူရဲ့အတိပဲอ่ะอืมဘဘမလို့ထင်ပါတယ်နော်โอเคအဲ့ဒါဘာဖြစ်လို့လဲဆိုတော့မေစပိုင်းနေမကောင်းနေမကောင်းလို့ပေါ့နော်မေစပိုင်းဆိုတာမေစပိုင်းဆိုတာမနေမကောင်းဘူးဆိုတဲ့အတိပဲရှိပါတယ်နော် မိစမိုင်းပေါ့နော်ဒါကြတော့အစည်းအဝေးဘတော်လဲပေါ့နော်စည်းဝေးဘတော်လဲစည်းဝေးဘတော်လဲပေါ့နော်အာပြချုံပြချုံဆိုတာစည်းဝေးကိုပြောတာမော်ရိုင်းဆိုတာဘတော်လဲပြချုံမဲလိုက်ဆိုတာစည်းဝေးဘတော်လဲပေါ့နော်ပြောရပြချုံမလိုက်ဆိုပြီးမေးလာလို့ရှိရင်အဲ့ဒါစီဝေးဘလောက်ဘယ်တော့လဲဆိုတဲ့အတိပဲဖြစ်ပါဘယ်တော့စီဝေးရှိလဲပေါ့နော် စီဝေးကဘယ်တော့လဲပြချုံမလိုက်ပေါ့နော်โอเค သဘောပေါက်မယ်လို့ထင်ပါတယ်နော်။အော်ပရချုံဆိုတာစီဝေကိုပြောတာမော်ရိုက်ဆိုတာဘယ်တော့လဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါရင်နော်။ okay နောက်တစ်ခုကပါလဲအစီဝေးပမာလဲပရချုံဆိုတာစီဝေးကိုပြောတာ T9 ဆိုတာပမာဘယ်နေရာလဲပမာလဲပေါ့နော် sorry ပါပရချုံဆိုတာစီဝေးကို ဒီ night ဆိုတော့ဘယ်နေရာလဲဘယ်မှာလဲဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်အဲ့ဒါနှစ်ခုပေါင်းလိုက်မယ်ဆိုလို့ရှိရင်ပရချုံမရိုင်ဆိုတော့ဟဲ့ပရချုံဒီ night ပရချုံဒီ night ဆိုတာဘယ်နေရာမှာအစီဝေးလုံးမှာလဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော် okay အာဒီလောက်ကိုလုံနိုင်တလားပေါ့နော်ဒီလောက်ကိုလုံနိုင်ပါတလားဆိုပြီးတော့မေးချင်လို့ကွာဒီလောက်လုံနိုင်လားပေါ့နော်ယူယူဆိုလို့ရှိရင်ထမ်းငန်းနေတိုင်းမှာ ทํางานဆိုတာလောက်လောက်တာပေါ့နော်နီးဆိုတာဒီဥစ္စာဒီရာတိုင်းမိုင်းဆိုတာရလာทํางานဆိုတာလောက်လောက်တာကိုပြောရအောင်နော်ทํางานဆိုတာလောက်လောက်တာနီးဆိုတာဒီဥစ္စာဒီရာပေါ့နော်တိုင်းမိုင်းဆိုတာရလာทํางานနီးတိုင်းမိုင်းဆိုလို့ရှိရင်ဒီဥစ္စာဒီရာကိုအလုံးလုံးရလာဆိုတဲ့အတိပဲဖြစ်ပါတယ်ဒီအလုတ်ကိုလုံးနိုင်သလားပေါ့နော်မြန်မာနဲ့ပြမယ်ဆိုရင်ဒီအလုတ်ကိုလုံးနိုင်သလားဆိုပြီးဖြစ်သွားမယ်နော်โอเคအာနောက်တစ်ခုကပါလဲဆိုတော့ဒီလောက်ကခက်ခဲတယ်ငန်းနီး ရရဆိုတာခက်တော့ပြောတာနော်ရအတန်ပြတ်တယ်ငန်ဆိုတာလောက်ကိုပြောတာနီးဆိုတာဒီဥစ္စာဒီရပေါ့နော်ငန်နီးဆိုတာဒီလောက်ဖြစ်သွားမယ်နော်ငန်နီးရရဆိုတာခက်တော့ပြောတာနော်ခက်တော့ကိုရညာနီးရဆိုလို့ရှိရင်ဒီလောက်ကခက်တယ်ဆိုတဲ့အတိပဲဖြစ်ပါတယ်နော်โอเคနောက်ပြောပါလဲဆိုတော့ဒီလောက်ကလွယ်ကူတယ်ဒီလောက်ကလွယ်ကူတယ်ဆိုလို့ရှိရင် ဒီလောက်ကလွယ်ကူတယ်ဆိုလို့ရှိရင်ငန်းနီးငိုင်းငိုင်းဆိုတာလွယ်ကူတာကိုပြောတာနော်ငန်းနီးငန်းနီးငိုင်းဒီလောက်ကလွယ်ကူတယ်ငန်းဆိုတာလုတ်နီးဆိုတာဒီဥစ္စာတည်းရာငန်းနီးဆိုလို့ရှိရင်ဒီလောက်ပြောတာပေါ့နော်ငိုင်းဆိုတာငိုင်းဆိုတာလွယ်တာကိုပြောတာငန်းနီးငိုင်းဆိုလို့ရှိရင်ဒီလောက်ကလွယ်တယ်ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်နော်โอเคအလုတ်ကိန်းနဲ့ဆိုင်တော့စကားများတဲ့ အာအလုတ်ကင်နဲ့ဆိုင်သောစကားပြန်ပေါ့နော်ဒါအခုလာမှာဘာလဲဆိုတော့ယာဒူးယာဒူးကိုကျွန်တော်ဘယ်လိုပြောမလဲတမ်နင်းတမ်နင်းဆိုတာယာဒူးယာဒူးဆိုတာတိမာပေါ့နော်ဟောလီဒါတို့ထရီနီတာတို့ဘာလို့ပြောတာပေါ့နော်ဖူချက်ကန်တို့ဘာလို့ဘယ်လိုပြောမလဲဥစားပေါ့ယာထူးပေါ့နော်ဝနဝနာတို့ဘာလို့ပြောတာโอเคยาทูကိုတမ်နင်းတမ်နင်းဆိုတာယာထူးကိုပြောတာဖြစ်ပါတယ်เนาะတမ်နင်းဆိုတာယာထူးကိုပြောတာဖြစ်ပါတယ် โอเคနောက်ထပ်တစ်ခုကလာဇာလာဇာကိုကြတော့เงินเดือน เงินเดือนဆိုတာလာဇာကိုပြောတာဖြစ်ပါတယ်เนาะเงินเดือนဆိုတာလာဇာโอเคနောက်တစ်ခုပါလဲဆိုတော့အချိန်ဘူးทํางานล่วงเวลาทํางานล่วงเวลาဆိုတာအချိန်ဘူးအလောက်တော့ပြောတာเนาะတော့မဟုတ်ကျွန်တော်တို့လွယ်လွယ်နဲ့ပြောမဆိုရင် OT လို့ပဲပြောလို့ရတယ်เนาะ OT ဆိုပြီးတော့ OT ဆိုအချိန်ဘူးပါပဲလေ OT 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 ပေါ့เนาะ ါကြတော့အချိန်ပို့အတူပါပဲအာ OT ဆိုတာလွယ်လွယ်တာပေါ့နော်ထမင်းလို့မွေလာဆိုလို့ရှင်ထမင်းလို့မွေလာဆိုလို့ရှင်လဲအချိန်ပို့စင်းတာကိုပြောတာဖြစ်ပါရင်နော် OT ပေါ့နော်ပြောမယ်ဆိုရင်အချိန်ပို့ပေါ့နော် Okay Okay ဒါပါလဲဆိုတော့အလုံးရှောက်လွှာပေါ့နော်အလုံးရှောက်လွှာကျွန်တော်တို့မြန်မာပြည်မှာဆိုလို့ရှင် CV form ပေါ့เนาะအာ CV form ကိုကျွန်တော်တို့ထိုင်းလုံးနဲ့ဘယ်လိုပြောလဲဆိုတော့ by စမငန်း ใบสมัครงานอารมณ์ชอบหลอกปะเนาะใบสมัครงานညမှာပြီမှာဆိုလို့ရှိရင် CV form ပြောတာပေါ့เนาะใบสมัครงานဆိုလို့ရှိရင်အလုပ်လျှောက်လွှောက်ပြောတာဖြစ်ပါတယ်အာโอเคနောက်တစ်ခုတော့မယ်အနောက်ခုဘာလဲဆိုတော့အာ interview ပေါ့เนาะ interview ပေါ့เนาะ interview ညမှာပြီမှာဆို interview ပေါ့เนาะဒီမှာကြောက်ရင်ဒီမှာဆိုလို့ရှိရင်စဖတ်งานစဖတ်งาน interview တော့ပေါ့เนาะညမှာလို့လဲဆို interview တော့ เนาะอ่าสภางานဆိုလို့ရှင်ကိုကအင်တာဗျူးတော့ပြောတာတော့ပုံမလို့ထင်တာပေါ့เนาะထင်တာပဲအင်တာဗျူးကိုစဖာစဖာဆိုတာအင်တာဗျူးတော့งานဆိုတာလုပ်စဖာงานဆိုလို့ရှင်အလုပ်အတွက်အင်တာဗျူးတော့ပြောเนาะဒီမှာဆိုလို့ရှင်အင်တာဗျူးတော့လုပ်ပဲဆိုလို့ရှင်စဖာပေါ့เนาะစဖာဆိုလို့ရှင်အင်တာဗျူးတော့ပြောတာဖြစ်ပါတယ်โอเคနောက်ကအလုပ်ခွင့်လုပ်ငန်းခွင့်လုပ်ငန်းခွင့်ကိုဘယ်လိုပြောမလဲထိထမှန် ထီဆိုတာနေရာကိုပြောတာနော်ထမင်္ဂဆိုတာအလုပ်လုပ်တာအဲနှစ်ခုပေါင်းလိုက်တော့ထီထမင်္ဂဆိုတာအလုပ်လုပ်တဲ့နေရာပေါ့နော်မြန်မာလိုနဲ့ပြန်မစင်လုပ်ငန်းခွင်ပေါ့နော်လုပ်ငန်းခွင်ပြောတာโอเคနောက်တစ်ခုပါမယ်နောက်တစ်ခုကဘာလဲประสบการณ์ทํางาน ประสบการณ์ทํางานဆိုတာလုပ်ငန်းတွေ့ကြုံပြောတာเนาะလုပ်ငန်းတွေ့ကြုံကြတော့ประสบการณ์ทํางานဆိုပြီးတော့ခေါ်တာဖြစ်ပါတယ်ประสบการณ์ทํางานများလို့ရှိရင်တော့တက်ကြွများတာပေါ့เนาะအဲ့လိုမျိုးประสบการณ์ทํางานဆိုလို့ရှိရင် လုပ်ငန်းတွေးကြုံပြောတာပေါ့နော်ဒါပုံလို့ထင်ပါတယ်โอเค ความสามารถ ความสามความสามารถဆိုတာအာအရည်ချင်းပေါ့နော်ကျွမ်းကျင်မှုပေါ့နော်ความสามารถဆိုတာကျွမ်းကျင်မှုအရည်ချင်းကိုပြောတာဖြစ်ပါတယ်ความสามารถဆိုတာအရည်ချင်းသို့မဟုတ်ကျွမ်းကျင်မှုပေါ့နော် အာโอเคဒါပုံလို့ထင်ပါတယ်โอเคဒါကြတော့နာတီ နာတီဆိုတာတောင်ဝန်ပြောတာပေါ့နော်နာတီဆိုတာတောင်ဝန်နာတီခရိုင်ဆိုလို့ရှိရင်ဘယ်သူတောင်ဝန်လဲအဲ့လိုမျိုးပေါ့နော်နာတီနာတီဘူဘူဆိုလို့ရှိရင်ဘူဘူတောင်ဝန်အဲ့လိုမျိုးတွေတောင်းလို့ရနာတီဆိုတာတောင်ဝန်ပြောတာဖြစ်ပါတယ်အာနောက်တစ်ခုကပါလဲဆိုတော့အောင်မြင်မှုအောင်မြင်မှုဆိုတော့ความสําเร็จပေါ့နော်ความสําเร็จဆိုတာအောင်မြင်မှုကိုပြောတာဖြစ်ပါတယ်ความสําเร็จဆိုတာအောင်မြင်မှုကိုပြောတာဖြစ်ပါတယ် ျွန်တော်တို့နေ့စဉ်မှာတော့သိမသွားအောင်ပါဘူးเนาะโอเคဒါကြတော့ပူပေါင်းဆောင်ရွက်ခြင်းပေါ့နော် ความรู้มือความรู้มือဆိုတာပူပေါင်းဆောင်ရွက်တာကိုပြောတာဖြစ်ပါတယ်ความรู้มือรู้มือมือဆိုဒီမှာรู้มือဆိုဒီလိုပေါ့နော်ความรู้มือဆိုတာကျွန်တော်တို့ပူပေါင်းဆောင်ရွက်တာကိုပြောတာဖြစ်ပါတယ်เนาะโอเคဒါကြတော့ဗာလဲဆို ပြဿနာပဉ္စံပဉ္စံဆိုတာပြဿနာပေါ့နော်ပညာဆိုတာအုံနောက်ပြောတာပညာပညာဆိုတာဉာဏ်ဉာဏ်စွမ်းကိုပြောတာပညာဆိုတာဉာဏ်စွမ်းကိုပြောတာနော်ဉာဏ်ဉာဏ်စွမ်းကိုပြောတာပညာဒါကြတော့ပဉ္စံပဉ္စံဆိုတာပြဿနာပေါ့နော်โอเคแก้ปัญหาဆိုတာဖြေရှင်းခြင်းပေါ့နော်ပြဿနာကိုဖြေရှင်းတာကိုแก้ปัญหาဆိုတော့ပြောတာဖြစ်ပါတယ်เนาะ ก้ปัญหาสุดพิจารณาพิชินาพิปาเนี่ยโอเคเราคุยไปแล้วสุดการตัดสินใจทรงเชื่อเชื่อชาเราเปล่าเราปาเนาะการตัดสินใจสุดละทรงเชื่อเชื่อชาเราเปล่าพิปาเนี่ยอ่ะคู่คู่กูทรงเชื่อเชื่อชาเราไหมสุดะตัดสินใจตัดสินใจเร็วๆสุดชิชนยิ่งยันลิทรงเชื่อเชื่อชาบ่ตัดสินใจเร็วๆเนาะอ่ะยิ่งยันลิทรงเชื่อเชื่อชาบ่เนาะ ตัดสินใจสุดละทรงเชื่อเชื่อชาเราเปล่าพิปาเนี่ย โอเคการจัดการการจัดการเวลาสุระอาเชงุซิมันคากวยลาจัดการเวลาปะเนาะการจัดการเวลาสุระอาเชงุซิมันคาควยชิมชิปาเยเนาะโอเคอันเดียวกว่าการจัดการเงินสุรุชินประสังอุซิมันคากวยลาจัดการงานการจัดการงานสุรุชินอลูดิอุซิมันคากวยละอลูมอยู่ตรงยางเนาะรายงาน လိုင်ငန်းဆိုတာအစီရင်ခံတာကိုပြောတာပေါ့နော်လိုင်ငန်းဆိုတာနေလိုင်ငန်းဆိုတာဘယ်လိုပြောအောင်မလဲအာတည်င်းပေးတာတို့ဘာလို့ပေါ့နော်မြန်မာလူနဲ့ဆိုရင် ကျွန်တော်တို့ဆိုရမှာဆိုလို့ရှိရင်တည်င်းပေးတာ အစီရင်ခံစာပေါ့နော်အဲ့လိုမျိုးနေထားရှိပါတယ်လိုင်ငန်းဆိုတာသဘောပေါက်မယ်လို့ထင်ပါတယ်စနစနဆိုတာ တင်ပြတာပေါ့နော်ဥပမာဒါဒါလေးကဒီလိုလွင့်ရင်ကောင်းမယ်ပေါ့နော်အဲအဲ့လိုမျိုးကိုကတင်ပြတာလို့ပါလို့ဆိုလိုတာဖြစ်ပါတယ်နော်စနေဆိုတာအဲဒီလိုဒီလိုလို့လို့ရှိရင်ဒါပုံမြန်သွားမယ်ပေါ့နော်အဟိုကဟိုလို့လို့ရှိရင်နှီးမယ်ဆိုတာတင်ပြတာကိုစနေဆိုပြီးတော့ခေါ်တယ်ခေါ်တယ်နော်โอเคสนอสรเต็มปะดาวပြောတာဖြစ်ပါတယ်เนาะโอเคဒါကြတော့ညှိနှိုင်းတာပေါ့เนาะညှိနှိုင်းတာကိုကြတော့ကြည်လက်ချာ ြည်လက်ချာဆိုတာညှိနိုင်တာညှိနိုင်တာပေါ့နော်ကြည်လက်ချာဆိုတာညှိညှိတာကိုပြောတာပေါ့နော်ညှိနိုင်တာညှိနိုင်ခြင်းပေါ့နော်ကြည်လက်ချာဆိုတာโอเค สัญญา สัญญาဆိုလို့ရှိရင်ကျွန်တော်တို့ထံကန်ဆိုလို့ရှိရင်တော့စာချုပ်ပေါ့နော်အာအစိုးရမှာဆိုလို့ရှိရင်စัญญาဆိုတာစာချုပ်ပြောတာဖြစ်ပါတယ်ကျွန်တော်တို့လူချင်းချင်းဆိုလို့ရှိရင်စัญญาဆိုတာဂတိကိုပြုတာပေါ့နော်စัญญาဆိုတာ ဘယ်လိုပြောမလဲစัญญาချမ်းစัญญาနာငါဂရီပီးတယ်ပေါ့နော်အဲအဲ့လိုမျိုးတွေတုံးလို့ရတယ်နော်โอเคစัญญาဆိုတာဂရီကိုပြူတာတို့စာချုပ်တို့ခေါ်တာဖြစ်ပါတယ်နော်တကယ်လို့စัญญาဆိုတော့လက်မှတ်ထိုးတာလိုပါလို့ဆိုလို့ရှိရင်စာချုပ်ပေါ့နော်အဲတကယ်လို့လူချင်းချင်းပြောမှာကွာစัญญาဆိုလို့ရှိရင်ဂရီကိုပြူတာကိုပြောတာဆိုလို့တာဖြစ်ပါတယ်နော်ဘောဘောမလို့ထင်ပါတယ်။โอเคဒါကြတော့ နိုင်ယူခြင်းမို့နော်ဖတ်ဖို့ဖတ်ဖို့ဆိုတာနိုင်ယူတော့ပြောတာဖြစ်ပါတယ်နိုင်ယူတော့ကိုဖတ်ဖို့ဆိုပြီးတော့ပြောတာဖြစ်ပါတယ်အဲသဘောပေါက်မလို့ထင်ပါတယ်နော် okay နောက်တစ်ခုကဘာလဲဆိုတော့အမှတ်ချက်ပေါ့နော်မြန်မာစာနဲ့ထိုင်းသံထွက်ထွက်တွေ့ကိုအာဓာတ်ရိုက်ရေးဓာတ်ရိုက်ရေးတော့ဖို့ဟာခက်ခဲတော့ကြောင့်တန်ထွက်ကိုအတက်နိုင်ဆုံးမိဆက်အောင်ရေးသားထားခြင်းဖြစ်ပါတယ်နော်အာတန်ထွက်ကိုကြတော့ကျွန်တော်တန်ထွက်လေးကိုနားထောင်ပြီးတော့ ရေးလာလို့ရပါတယ်နော်မြန်မာစာနဲ့ကြတော့ကျွန်တော်တက်နိုင်ဆုံးရေးပြတာပါနော်ရေးလို့တော်လေးခက်ခဲပါတယ်နော်သဘောပေါက်မယ်လို့ထင်ပါတယ်နော်โอเคသဘောပေါက်တယ်ဆိုရင်ကျင်တတ်တယ်ဆိုရင်ကျွန်တော်ဗီဒီယိုဖိုင်လေးကိုနှစ်သက်တယ်ဆိုလို့ရှိရင်ပေါ့နော်ကို follow မလို့ရတယ် follow လေးလောက်သွားပါအာကိုတုံးနေကြ social media ဒီမှာနည်းနည်း share ပေးပါလို့ပြောချင်ပါတယ်နော်ဒီဗီဒီယိုဖိုင်လေးကအကျိုးဝင်မယ်လို့ထင်ပါတယ် ကျွန်တော်တို့မြန်မာပြည်သားတွေအတွက်ပေါ့နော်အထိုင်ရောက်နေတဲ့မြန်မာပြည်သားတွေအများကြီးရှိပါတယ်တချို့တွေကသူတို့ထိုင်စကားလေးလာခြင်းနဲ့ပေါ့နော်အမရှိရဘူးဆိုတော့အခုကျွန်တော်လူမျိုးဗီဒီယိုဖိုင်တင်ပေးနေတဲ့သူတွေရှိတယ်အများကြီးအဲ့ဒီမှာလည်းဝင်လေ့လာလို့ရသလိုကျွန်တော်စီမှာလည်းလာရောက်ပြီးတော့လေ့လာလို့ရပါတယ်နော်အာ follow မလို့ရတဲ့ရင် follow လုပ်သွားပါလို့ပြောချင်ပါတယ်နည်းနည်း share ပေးပါလို့ပြောချင်ပါတယ်အားလုံး thank you ပါခပ်ကွန်းခပ် bye bye